တနင်္ဂနွေနေ့ညမှာတော့ကျွန်တော်အင်္ဂလန်ပရီးမီးယားလိသုံးပွဲရွေးချယ်ထားတဲ့အာဆင်နယ်ချယ်ဆီဖူလမ်စပါးပေါ့နော်လက်စတာနဲ့မန်ယူတို့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အာဆင်နယ်ကတော့ချန်ပီယံလိကန်တယ်ချယ်ဆီကတော့ကွန်ဖရင့်လိကန်တယ်ပေါ့နော်စပါးကတော့ယူရိုပါလိကန်ထားတာတွေ့ရတယ်အဖူလမ်တို့လက်စတာစီးတီးတို့ကတော့ဘာမှမကန်ဘူးပေါ့ဗျာမန်ယူလည်းယူရိုပါလိကန်ထားတာတွေ့ရတယ်ပေါ့နော်ပွဲတွေပိုစိတ်နေတာမျိုးတွေ့ရတယ်ဆိုတော့လက်ရှိဖွင့်ထားတဲ့အာဆင်နယ်ကချယ်ဆီကိုပေးထားတာပေါ့နော်တလုံး80နိုင်ဂိုးပေါင်းကြီး3လုံး100ဆိုမှဖွင့်ထားတယ်ပေါ့နော် ဒီနှစ်တင်းကပထမကျော့ဝမ်းဝမ်းကြထားတာဗျချက်စီမှာကတော့ကစားသမားအရေးအတွက်ကအာဆင်နယ်ထက်ပိုများတယ်ပေါ့နော်ဒါကတော့ငြင်းလို့မရပါဘူးအာကျွန်တော်အာဆင်နယ်မှာဆိုစာကာရဲ့ကိုင်ဟာဗတ်ရဲ့ဂျေဆစ်ရဲ့ဒီကစားသမားတွေမဆော့နိုင်ဘူးပေါ့နော်ချက်စီမှာဆိုဂျက်ဆန်တို့မာဒူကေးတို့ရှိမှာပေါ့ဗျာဒီကစားသမားတွေပွဲပယ်ပေါ့ဗျာပွဲပယ်မှာမဆော့နိုင်ဘူးပေါ့ဗျာပထမကျော့ဝမ်းဝမ်းကြထားတယ် ဒါမှ head to head အနေထားကိုကြည့်မယ်ဆိုတော့အဆင်နဲ့အများအားအသာစီးရတာတွေ့ရတယ်ပေါ့နော်အဆင်နဲ့၃ချိန်နိုင်တယ်၂ချိန်ကတော့တည်ကြထားတာတွေ့ရတယ်ပေါ့နောက်ဆုံး၅ချိန်ထိတိုက်တွေးဆမှုပဲဗျာ၉ဘောက၃ချိန်၉ဘောက၂ချိန်ကြထားတာတွေ့ရတယ်ကျွန်တော် wins back မှာဖွင့်ထားတဲ့ခြေကိုကြည့်မယ်ဆိုရင် wins back မှာဆိုရင် boating to score yes ရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နည်းဆုံးအချိုးခံစားခွင့်တထောင်ထဲမှာဆို900လောက်ရမယ်ပေါ့နော်အကယ်၍ကျွန်တော် no ကိုရိုက်မယ်ဆိုရင်နှစ်သိန်းလုံးကိုမသွင်းဘူးဆိုလို့ရှိရင်တော့နှစ်ဆနီးပါးလောက်ရမယ်ဆိုတဲ့ခြေဖွင့်ထားတယ် ဒီနှစ်သိန်းရဲ့ဂိုးပေါင်းကြီးကတော့မိနစ်60အတော်တွင်းမှာအပြန်လန်ဂိုးတွေတွင်းပြီးမှအနည်းဆုံး3လုံးထိတော့ရောက်သွားမှဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်ပထမပိုင်းမှာအနည်းဆုံး3လုံးလောက်ရပြီဒုတိယပိုင်းမှာတော့နှလုံးလောက်တော့ရမှဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်ကျွန်တော်တို့နှစ်သိန်းလုံးနဲ့ပွဲပါနေတယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲစဉ်မှာအာဆင်နယ်ပုံမှန်ဆိုရင်ဒီထက်ပိုကြေပြင်းလို့ရတယ်ပေါ့နော်အခုက3လုံး80နိုင်ဆိုတာကြေနေနေရော့နေလို့လို့ခံစားရတယ်ပေါ့နော်ဒါတွေကနှစ်သိန်းစလုံးပွဲပါနေတဲ့ဒဏ်တွေလည်းရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် Chelsea body ကြိုက်တယ်ဗျာ Chelsea body ကြိုက်တယ်ပြင်ကိုးပေါင်းကကျွန်တော်၃လုံးအထိပဲကြိုက်တယ်၃လုံးရဲ့အထက်ကတော့မကြိုက်ဘူးအနည်းဆုံး၃လုံးနဲ့၄လုံးကြားထဲမှာပဲဖြစ်မယ်လို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် Wise Way ရမယ့်ညီကိုတွေကတော့ဘိုးပေါင်းကြီးရိုက်မယ်ဆိုလို့ရှိရင် over 1.5 goal ရိုက်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော် ပရီးမီးယားလိနောက်ထပ်ပွဲစဉ်တစ်ပွဲဖူလာမ်နဲ့စပါးပေါ့နော်ဒီပွဲစဉ်မှာအများရန်စပါးအတင်းကပဲကြီးပြီးတယ်ဗောဗျာဖူလာမ်ကိုကြီးပြီးတာမြင်များတယ်ဗောနော်ဒီကြိမ်ကဖူလာမ်ပြန်ပေးထားတယ်ဗောနော်ဖူလာမ်အတင်းကတော့လုံးဝလွတ်တယ်ဗောနော်သူကတော့ဘာလည်းမစော့ထားဘူးအနာရက်တွေလည်းပူရထားတယ်အာကျွန်တော်စပါးအတင်းကတော့ယူရိုပါလိဗောနော်အိမ်ခွင်မှာစော့ခဲ့ရတယ်ဗောဗျာဂျာခွင်ဂျာရက်မှာဗောနော်အာဖူလာမ်အတင်းကပေးထားတဲ့ ပေါက်ကြီးကတော့ level 80ရှုံ9ဘောင်းအောင်တောင်းတဆယ်နိုင်ဆိုမှပေးထားတယ်အနာနေအပြောင်းလဲလဲဖြစ်နိုင်သေးတယ်ပေါ့နော်ဒါတွေဆက်ဆောင်ကြည့်ရမယ်ဇရာအနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဖူလမ်းမ30ရှိတယ်စပါအဆင့်73မှရှိတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကြောတုံးကတော့11ဆိုတဲ့ရလနဲ့ပြီးထားတယ်ပေါ့နော်ဖူလမ်းမတင်းကအနီကမိတယ်ပေါ့ဗျာအပွဲဆက်မှာလက်ရှိဖူလမ်းရဲ့ကာရဖောင်5ပွဲကိုကြည့်မယ်ဆိုရင်တော့ဖူလမ်းမတင်းကတော့3ပွဲနိုင်တဲ့ပွဲရှုံးထားတယ်ပေါ့နော်ပွဲတိုင်းလိုလိုဂိုးတွေခွင့်ပြုထားတာတွေ့ရတယ် ပြီးလို့ရှိရင်စပါအသင်းကိုရှိမယ်ဆိုရင်စပါအသင်းမှာကစားသမားတွေရှင်လာပြီပေါ့ဗျာစပါကတော့၃ဘွဲ့နိုင်တစ်ဘွဲ့တည်တစ်ဘွဲ့ရှင်ထားတယ်ပေါ့နော်ကစားသမားအင်အားတွေရှင်လာပြီရိုမဲရိုတို့ဘန်ဒဗန်တို့ပေါ့နော်ဒီကစားသမားတွေလည်းကုန်ရှင်လာပြီပေါ့ဗျာ head to head အနေထားမှာကြည့်မယ်ဆိုလို့ရှိရင်တော့ head to head မှာကျွန်တော်အတားစီးရထားတာတော့အများအပြားစပါအသင်းအတားစီးရထားတာတွေ့ရစပါ၃ချိန်နိုင်တယ်တစ်ချိန်ဖွင့်လာနိုင်ထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်နိုင်ဂျီယာနောက်မှာစပါ51 နိုင်ငံရအောင်ကြည့်မှာဆိုရင်တော့ဖူလာမ58စပါ28ပေါ့နော်ပွဲပွဲပန်းနေတယ်လို့ထင်ရတယ်ပေါ့နော်စပါအဲအကြောင်းမို့ကျွန်တော်ဖူလာမတင်ရလက်ရှိကာဖောင်ကြောင့်လည်းဖြစ်နိုင်ပါတယ် level 80ရှောင်းပေးတာပေါ့နော်ဘော်တင်းစကောရိုက်မှာဆိုလို့ရှိရင်တော့ yes ကိုရိုက်မှာနှစ်တင်းလုံးဂိုးသွင်းမှာ okay yes ဆိုလို့ရှိရင်တစ်ထောင်လောက်ငားရမယ်အကယ်လို့နှစ်တင်းလုံးကဂိုးမသွင်းဘူးဆိုလို့ရှိရင်တော့တစ်ထောင်လောက်ရင်ကျွန်တော်နှစ်ဆွဲပေါ့နော်ကျွန်တော်အချိုးခံစားဝင်ရမယ် မနေ့60အတော်တည်းမှာနှစ်သိန်းပေါင်းဖြစ်မဲ့5ပေါင်းကြီးအပြန်လန်သွင်းမဲ့5ပေါင်းကြီးအနည်းဆုံး3ပေါင်းတိရောက်မယ်ဆိုတော့ခြေဖွင့်ထားတယ်။ပြီးရင်ပထမပိုင်း5ပေါင်းကြီးကိုကြီးမယ်ဆိုလို့ရှင်တော့ဒီပထမပိုင်းမှာအနည်းဆုံး3လုံးလောက်ရရှိပြီးဒုတိယပိုင်းမှာတော့အနည်းဆုံး1လုံးလောက်တော့ရပါမယ်ဆိုတော့ခြေဖွင့်ထားတယ်။21ပေါ့ဗျာ21ဆိုတဲ့အတိပ္ပယ်မျိုး21မဟုတ်ရင်1121ဒီလိုမျိုးအတိပ္ပယ်မျိုးပါဒီပွဲစဉ်မှာတော့ဘယ်လိုပဲနေနေပါလက်ရှိကစားသမားတွေလည်းစုံလာပြီးကျွန်တော်စပါးဘော်ဒီကြိုက်တယ် ပြီးရင် voting to score yes ထိုးဖို့ကျွန်တော်အကြံပေးခြင်းလည်းပေါ့နော် Premier League နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ Leicester နဲ့ Man U ပေါ့နော်ဒီပွဲစဉ်မှာတော့ Man U ကတော့ပေးထားတဲ့ body jersey တလုံး89ကိုပေါင်း360ဆားဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဇေယအနေထားကိုကြည့်မှဆိုရင်တော့ Man U ကအဆင့်14 Leicester တန်းစင်းဆုံးအဆင့်19ပေါ့နော်တန်းစင်းဆုံးမှာ19မှာနဲ့ရမှာ18မှာရထားတာတွေ့ရတယ်ပေါ့နော် ဒီနှစ်တင်းကတော့ဒီຢာဒီ3ချိန်ထိတ်တိုက်တွေးခဲ့ပြီးပြီပေါ့နော်မန်ယူကွင်းမှာကြီးပဲ3ချိန်ထိတ်တိုက်တွေးခဲ့တာမန်ယူကတစ်ချိန်က EFL Cup မှာ fight 2နဲ့နိုင်တယ် Premier League မှာ3-0နဲ့နိုင်တယ်ပြီးရင် FA Cup မှာ2-1နဲ့နိုင်ထားတယ်3ချိန်လုံးဂိုးပေါ်ကြာထားတယ်ပေါ့နော် Leicester ကတော့ပြောမနေနဲ့တာတူးကိုလန်နေတာပဲညံ့တာတော့ပေါ့နော်နောက်ဆုံး short ထားတဲ့၄ဘွယ်ဆက်ဂိုးဂိုးမသွင်းနိုင်အောင်တော့တွေးရတယ်ပေါ့နော်ခုတိုက်စစ်တာအညံ့တယ် ဒါပေမဲ့ Chelsea နဲ့ပွဲစဉ်တော့ဆော့ထားတဲ့ဆော့ခဲ့တဲ့ပွဲပုံစံလေးတွေကြည့်ပြီးတော်တော်လေးအားရစရာတော့ကောင်းပါတယ်။တိုက်စစ်တာကိုမရတာ။ဘောလုံးဖြတ်တာတွေတိုးတာတွေပေးတာတွေကတော့မဆိုးပါမှန်ပါတယ်နော်။လက်ရှိ Leicester City ကတော့ Carabao မကောင်းဘူး။ကျွန်တော် Man U အသင်းကတော့ကြည့်ရမယ်ဆိုရင်တော့ကျွန်တော် Society ကိုလည်းနိုင်ထားတယ်။ Man U အသင်းကတော့ကြားရမှလည်းပွဲပူပန်းထားတာပေါ့ဗျာ။ပွဲစဉ်တွေကစိတ်နေဆိုတော့ဒီပွဲစဉ်မှာ race နဲ့ယူပြီးမှကျွန်တော်တို့အသင်းယူရမယ်ပုံစံမျိုးပေါက်နေတယ်ပေါ့နော်။ ဟက်တူဟက်အနေထားမှာဆိုရင်တော့အများနဲ့မိုင်ဝက်တာသေးရတာပေါ့ဗျာ။လက်စတာစီးတီးရတော့ကျွန်တော်တရေလောက်ပဲရမယ်ပေါ့နော်။တရေနဲ့ဂိုးပေါင်းအပေါ်လဲဒီနှစ်သိန်းထိတိုက်တွေ့တိုင်းအနည်းဆုံးဂိုးပေါင်းအပေါ်၃လုံးလောက်ထိရောက်တတ်တယ်လဲတွေးရတယ်ပေါ့နော်။ so wise way ကြည့်ရအနေထားကိုကြည့်မှဆိုရင် wise way မှာဖွင့်ထားတဲ့ protein score ကို yes ကိုရိုက်မယ်နှစ်သိန်းလုံးကိုတွင်းမယ် yes lester လည်းကိုရမယ် yes ပေါ့ဗျာ1900 no ဆိုရင်နှစ်စပေါ့ဗျာမိနစ်60အတော်တည်းမှာဖြစ်မဲ့ဂိုးပေါင်းကြီးကိုကြည့်မှဆိုရင် မနေ့60အတော်တည်းမှာအနည်းဆုံးနှလုံးအနဲ့တောင်းလုံးကြားထဲမှာရောက်မှာဆိုတဲ့ကြေးဖွင့်ထားတယ်ပထမပိုင်းကဂိုးပေါင်းကြီးကိုချိန်မှာဆိုရင်ပထမပိုင်းမှာတော့အနည်းဆုံးတစ်လုံးလောက်တော့ရသွားပြီဒုတိယပိုင်းမှာတော့အနည်းဆုံးနှလုံးလောက်တော့ရမှာဆိုရင် total ကျွန်တော်တို့အနည်းဆုံး3လုံးလောက်ထိရောက်မှာဆိုတဲ့ကြေးဖွင့်ထားပါတယ်ဒီပွဲမှာကျွန်တော်နည်းနည်းလေး dress view ပြီးမှကျွန်တော် manual body ပဲကြိုက်တယ် lester ရဲ့ခြေစွမ်းအောင်ကျွန်တော်မယုံဘူး manual ပြန်မနေတာဆိုတာသိတယ်ဒါပေမဲ့လည်းမိုင်ယူပဲကျွန်တော်ယူချက်တယ်ဒီခေါက်ပြောပေးမဲ့ပွဲစဉ်ကတော့ဒါကတော့ လီဗာပူးနဲ့နယူကာဆယ်တို့ရဲ့ final ပွဲစဉ်ပေါ့ဒီပွဲစဉ်မှာတော့ကျွန်တော်ဝင်ပါလေကွင်းမှာကြီးကြပ်ခမ်းနားစားခံမယ်ပေါ့နော်ကျွန်တော်တို့ကန်ချမယ်ဒီနေ့သင်ဆိုလီဗာပူးကတော့ဒီနှစ်ပွဲမှာပြီးထားတဲ့ဖွင့်ထားတဲ့ဂျီယာဘော်ဒီဂျီယာတလုံး30နိုင်ဂိုးပေါင်းတလုံး40နိုင်ဆိုမှဖွင့်ထားတယ်ပေါ့နော်နယူကာဆယ်မှာဆိုရင်တော့သူတို့ရဲ့ကစားသမားအန်တိုနီဂေါ်ဒန်မဆော့နိုင်ဘူးပေါ့နော်သူမပါဘူးဗျာဒီလီဗာပူးဘက်မှာတော့အာနိုးတို့ဘာလို့လွဲချော့မယ်ပေါ့ ဒီဘာဘူးရဲ့ကာရာဖောင်တော့တည်တဲ့အတိုင်းပဲဘလော့ဒီကောင်းလည်းတည်တဲ့အတိုင်းပဲကျွန်တော်တို့အမန်စီတီတို့ဒါနယူကာဆန်နဲ့လည်းတွေ့ပြီးသားဂျာယန်မှာ29ရက်နှစ်လမှာကျွန်တော်တွေ့ပြီးသားပဲနှစ်လပိုင်း29ရက်နေတော့တွေ့ပြီးသားအဲတော့လီဗာပူးကတူးစီးနဲ့နိုင်ဒါဒါတော့အန်ဖီလ်မှာဖြစ်တယ်ပေါ့နော်ဆောက်တန်အောင်တတိယနဲ့နိုင်တယ်ပြီးရင်ကျွန်တော် PSG ကိုတော့ကန်ဆူးသွားတယ်ပဲရှုံးသွားခဲ့တယ်ပေါ့နော်ဒီဘက်မှာနယူကာဆယ်ကိုကြည့်မယ်ဆိုနယူကာဆယ်ရဲ့ခြေစွမ်းမိုင်းရခက်တယ်ဗျ နိုင်ခြင်းလဲနိုင်တာပဲရှောင်းကျင်တာသူ့ရှောင်းတာဒီလိုအသင်းမျိုးပေါ့ဗျာကာရဖောင်ကလည်းရုံရတဝက်မုံရုံရတဝက်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလီဗာပူးရဲ့နိုင်ခြင်းရအောင်68နျူကာခဲ21ရာခိုင်နှုန်းထုံးမှာပေးထားတယ်ဝိုင်းစွဲမှာထိုးမယ်ဆိုရင်ဗိုတင်းနျူစကောရက်ဆိုင်မယ်ဆိုလို့ရှိရင်အချိုးခံစားခွင့်က900ရမယ်နိုးကိုရိုက်မယ်ဆိုတော့နှစ်ဆလောက်ရမယ်ပေါ့ဗျာမနေ့90အတော်တွင်းမှာဖြစ်မဲ့နှစ်သိန်းပေါင်း9ပေါင်းကြီးအပြန်အလှန်တွဲမဲ့9ပေါင်းကြီးအနည်းဆုံးနှလုံးလောက်ပဲရှိမယ်ဆိုတော့ခြေဖွင့်ထားပါတယ် ပထမပိုင်းကဂူအောင်ကြီးမှာကြီးမှာဆိုရင်ပထမပိုင်းမှာနှစ်သိန်းထက်ကတင်းရတော့ကျွန်တော်အနည်းဆုံး၃လုံးလောက်ထိရရှိနိုင်တယ်ဆိုတော့ကြီးဖွင့်ထားတယ်ဒုတိယပိုင်းရဂူအောင်ကြီးကိုကြီးမှာဆိုရင်ဒုတိယပိုင်းမှာတော့အနည်းဆုံး၃လုံးလောက်ပဲရမှာပေါ့နော်1 1မဟုတ်ရင် 2C အဲ့လိုမျိုးပုံစံမျိုးပဲဖွင့်ထားတာပေါ့နော်ဒီဘွားစက်မှာဘယ်လိုပဲနေနေပါဘော်ဒီမှာလီဗာပူးပဲရွေးရမှာပုံမှန်ဆိုရင်၃လုံး80ရှုံး90ရှုံးဖွင့်နေကြကျွန်တော်တို့ဒီနျူကာဆယ်ပေါ့နော်အများအဖြစ်ကိုကတော့ကျွန်တော်တို့တလုံးတွင်းနိုင်အောင်30နိုင်မယ်ဆိုတော့ခြေရနေထားတော့နည်းနည်းကြောက်ဖို့တော့ကောင်းတယ်ဒါပေမဲ့ဝင်ပါလေကွင်းလည်းဖြစ်နေတယ်ဆိုတော့ final ပွဲလည်းဖြစ်နေတယ်ဆိုတော့ထင်းထင်းနေနေမှာကန့်သွားမယ်လို့ထင်တယ်လီဗာပူးတူးစီးလောက်နဲ့နိုင်မလို့ထင်တယ်ကျွန်တော်တို့လီဗာပူးဘော်ဒီကြိုက်တယ်ဗျာဒီကိုတော့အလုံးအဆင်ပြေကြပါစေဗျာကျမချမ်းသာကြပါစေဘောလုံးပွဲတွေလည်းပေါ့ကြပါစေအကုန်လုံးအပေါင်းပြပြကြပါစေနော်